Good afternoon everyone. Gain with အင်အားနဲ့ကြိုဆိုပါရစေ။ဒီနေ့မှာဆိုလို့ရှိရင်နားထောင်ရင်စတဲ့အစီအစဉ်လေးဖြစ်ပါတယ်။ဘာတာကြောင်းဖတ်ကြမလဲဆိုတော့ A great marriage is not when the perfect couple comes together. ကောင်းမွန်တဲ့လက်ထပ်မင်္ဂလာပြုခြင်း၊အိမ်တောင်ပြုခြင်းဆိုတာကပြည့်ပြည့်စုံနေမှာမဟုတ်ပါဘူးတဲ့ It is when an imperfect couple learns to enjoy their differences. မပြည့်ပြည့်စုံခြင်းတွေကနေပဲတယောက်နဲ့တယောက်မတူညီတာလေးတွေကိုနားလည်တတ်လာခြင်း ဖြစ်ပါတယ်တဲ့နော်လုံးဝတရားရဂိုင်းလုံးပြည့်ပြည့်စုံနေမယ်လို့မရှိပါဘူးပေါ့နော်စင်လုံးကြောဒီမပြည့်ပြည့်စုံနေတဲ့ဂျားတွေကနေပဲတယောက်နဲ့တယောက်နားလဲဖို့ကြိုးစားလာတာကဒီဒါ great marriage ဖြစ်တယ်ပေါ့โอเคဒါဆိုရင်မင်္ဂလာဆောင်တဲ့အကြောင်းတွေပါတယ်ပြောမှဖြစ်တော့တယ်ဟုတ်တာပေါ့ကြည့်ရအောင် a traditional american wedding traditional yoya american american nga wedding mingla song oh american ma tui ya mya le shi de yoya okay american ne ye mingla song ni ya blu read the following article au pho pya ba song ba pay special attention to the words in bold wo lou sa ka long le de ko a thu a yong Many young couples consider their wedding to be one of the most important days of their lives ငယ်ရွယ်တဲ့အတွဲတွေအများစုကတဲ့နော်သူတို့ရဲ့မင်္ဂလာဆောင်နေ့သည်သူတို့ရဲ့ဘဝမှာအရေးကြီးဆုံးနေ့တွေထဲကတစ်ရက်ဖြစ်တယ်လို့ယုံကြည်ထားကြတယ်သတ်မှတ်ထားကြတယ်တဲ့နော် okay they often spend a year planning for it သူတို့ကဘလောက်သုံးဆွဲလဲဆိုရင်ဒီမင်္ဂလာဆောင်ကိုစီစဉ်မှုအတွက်တစ်နှစ်လောက်အချိန်သုံးတယ်အချိန်သုံးတယ်ပတ်စံသုံးတယ်ဆိုရင် span လေးနဲ့သုံးလို့ရတယ်ဥပမာ span money span a year ဒီမှာကတော့တစ်နှစ်အချိန်သုံးတယ်ပေါ့နော်ဘာတွေလုပ်နေရအောင်ဘာတွေစီစဉ်နေတာလဲ finding a place နေရာတစ်ခုရှာမယ် selecting a menu menu လေးရွေးမယ်ဘာကျွေးမှာလဲပေါ့နော် buying a wedding dress မင်္ဂလာဆောင်ဝတ်စုံဝယ်မယ် ordering invitations okay ဖိတ်စာတွေအမှာလုံးပဲ and sending them to friends and relatives ဖိတ်စာတွေကိုတငယ်ချင်းတွေအမျိုးတွေစီကိုပို့မယ် selecting musicians အာဘာတွေရွေးမလဲဆိုရင်အဆိုတော်တွေကိုယ့်ရဲ့မိင်္ဂလာဆောင်မှာစိုးမယ်အဆိုတော်တွေဘာတွေရွေးမယ်တဲ့ and more ပြီးတော့အများကြီးထပ်လုပ်သေးရပေါ့ဒါကိုတစ်နှစ်လောက်ကိုတို့က plan လုပ်ကြရတယ်ပေါ့อืมအဲ့ဒါဆိုဘာလေးနဲ့စလိုက်ဆိုဘာလေးနဲ့စလိုက်တယ်လဲဆိုလို့ရှိရင်ဒီမှာအာငယ်ရွယ်တဲ့ အတွဲတွေအများစုကသူတို့ရဲ့မင်္ဂလာဆောင်တဲ့နေ့လေးဒီသူတို့ရဲ့ဘဝမှာအရေးပါဆုံးနေ့တွေတခုဖြစ်တယ်လို့သတ်မှတ်ထားကြတယ်။တစ်နှစ်လောက်တောင် အချိန်ယူပြီးတော့စီစဉ်ကြတယ်။နေရာရှာမယ်၊မန်နျူးရွေးမယ်၊မင်္ဂလာဆောင်ဝတ်စုံဝယ်မယ်၊ပြီးလို့ရှိရင် ဖိတ်စာလေးတွေရိုက်မယ်။အဲ့ဒါတွေကိုတငယ်ချင်းတွေကိုယ့်ရဲ့အမျိုးတွေစီကိုပို့မယ်ပြီးလို့ရှိရင်အဆိုတော်တွေပါတွေရွေးမယ်။ Many young couples consider their wedding to be one of the most important days of their lives. They often spend a year planning for it, finding a place, selecting a menu, buying a wedding dress, ordering invitations and sending them to friends and relatives, selecting musicians and more. The bride, ah, bride chooses her bridesmaid and maid of honor. ရွေးချယ်တယ်တဲ့သူတို့သမီးကသူ့ရဲ့အရန်သူတို့သမီးအနေနဲ့ဘာတွေဘသူတွေကိုခေါ်မဲဆိုတာမျိုးရွေးချယ်တယ် bridesmaid ဒါတွေကအရန်သူတို့သမီးတွေပေါ့နော် and maid of honor maid of honor ဆိုတာကကြတော့ဒီအရန်သူတို့သမီးတွေတဲပါမှဒါသူတို့သမီးနဲ့အရင်ဒီဆုံးငွေချင်းလည်းဖြစ်နိုင်တယ်သူရဲ့ညီမအမလည်းဖြစ်နိုင်တယ်ဒါမျိုး special ဖြစ်တဲ့တယောက်ကိုလည်းသူကထပ်ပြီးရွေးတယ်ပေါ့ဒါဒီ made of honor ပေါ့ and the groom the roda garo, chooses ရွေးချယ်လေးရှိပါတယ် his groomsman သူ့ရဲ့သူတို့သားအရန်လေးကိုရွေးတယ် at best man အဲ best man ဆိုအကောင်းဆုံးလူဆိုတာဒီဒါသူနဲ့အရင်နှီးဆုံးသူတို့သားအတွက်သူတို့သားနဲ့အရင်နှီးဆုံးတငယ်ချင်းဒါမှမဟုတ်ရင်လေသူ့ရဲ့ညီအကိုတွေလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါမျိုးတွေရွေးတယ်တဲ့ The bride and groom want to make this day special for themselves and for their guests. သူတို့သားနဲ့သူတို့သမီးယာဒီနေ့လေးကိုသူတို့အတွက်ကောသူတို့စီလာတဲ့ဧည့်သည်တွေကိုရောဒါထူးခြားတဲ့နေ့လေးဖြစ်အောင်လုပ်ချင်တယ်တဲ့ Sometimes the bride and groom uses professional wedding planner so they don't have to do everything by themselves တခါတလေမှာဒီသူတို့သမီးနဲ့သူတို့သားကဘာရွေးလဲဆိုလို့ရှိရင်ပေါ့နော်ဒီ wedding planner မင်္ဂလာဆောင်စီစဉ်တဲ့လူတယောက်ကိုပါငှားလိုက်တယ်ပေါ့ဒါမှသူတို့အားလုံးလုပ်เสียရမလို့မှာပေါ့မဟုတ်ရင်အများကြီးလိုက်လုပ်နေရမှာဆိုလို့ အဲ့ဆိုဒီဘက်မှာဗာပြောသွားလဲဆိုလို့ရှိရင်တို့သမီးอ่ะသူ့ရဲ့တို့သမီးအရန်နေရဲ့အထူးထူးကြတယ်သူ့ရဲ့ maid of honor ရဲ့ကိုရွေးတယ်တို့သားကတော့သူ့ရဲ့တို့သားအရန်နေရဲ့ပြီးတော့ထူးကြတယ် best man ရဲ့ကိုရွေးတယ် bride and groom နဲ့ရောက်လုံကဒီနေ့လေးကိုသူတို့အတွက်လည်းသူတို့ special ဖြစ်ချင်တယ်သူတို့စီကိုလာတဲ့ဧည့်သည်တွေအတွက်လည်း special ထူးခြားစေချင်တယ်တခါတလေမှကြာရင်ဒီ bride and groom ကပေါ့နော် wedding planner မင်္ဂလာဆောင်စီစဉ်တဲ့လူတယောက်ကိုပါငှားလိုက်တယ်ဒါမှအားလုံးကိုသူတို့လုံးဆရာမလို့မှာပေါ့ Mm. The bride chooses her bridesmaid and maid of honor, and the groom chooses his groomsmen and best man. The bride and groom want to make this day special for themselves and for their guests. Sometimes the bride and groom use a professional wedding planner so they don't have to do everything by themselves. Okay, set When the day arrives, Mina so the groom doesn't usually see the bride before the wedding သူတို့သားကတဲ့ဒီမင်္ဂလာဆောင်မစမီမှာသူတို့သမီးကိုသူကသွားမတွေ့ဘူးတဲ့ it is considered bad luck for him to see her ahead of time အချိန်မတိုင်မီမင်္ဂလာဆောင်ပွဲမတိုင်ပြီးမှသူတို့သမီးကိုတွေ့တာဆိုလို့ရှိရင်နဲ့ဒါကန်ဆိုးမိုးမောင်ကြတတ်တယ်လို့သူတို့ကယူဆတယ်ဒီ Americans တွေကဒါကြောင့်မလို့သူကသွားမတွေ့ဘူးတဲ့အိမ်မင်္ဂလာဆောင်နေနေမှာဆိုရင် when the wedding begins. The groom and groomsmen enter first. Okay, the rota ne, the rota ayende, ayenzon kamare, winare. Next, the maid of honor and bridesmaids enter. Oh, da, the rota special maid of honor, ye, tu ye, the rota mi yende, ye, winare. Now, song dama. When the bride finally enters in her white dress, ောက်ဆုံးချက်မှာဒီသူတို့သမီးလေးကသူ့ရဲ့အဖြူရောင်ကာဝင်လေးနဲ့ဝစ်လာပြီးဝင်လာပြီးဆိုကမှ everyone turns around to look at her လူတွေကလှမ်းပြီးတော့ဒီကောင်မလေးကိုပဲအာယုံစိုက်ပြီးတော့ကြည့်ကြတယ်ပေါ့နော် often the bride's father or both of her parents walk her down the aisle to the groom မကြာခဏပဲတဲ့ဒီသူတို့သမီးကိုဘသူကလာပြီးတော့ပို့ပေးလဲဆိုရင် သူတို့သမီးရဲ့အဖေဒါမှမဟုတ်ရင်လည်းသူ့ရဲ့အဖေရောအမေရောနှစ်ယောက်လုံးကဒီ down the aisle ပေါ့ဒီမင်္ဂလာဆောင်မဲ့လမ်းတစ်လျှောက်ကိုပို့ပေးတယ်တဲ့ဘသူစီကိုပို့ပေးရလဲဆိုတော့သူတို့သားစီကိုလက်လွှဲပေးတာပေါ့อืมမင်္ဂလာဆောင်တဲ့နေ့လဲရောက်တော့သူတို့သားကသူတို့သမီးကိုမင်္ဂလာဆောင်မတိုင်ခင်မှာသွားပြီးတော့ကြည်လေမြင်လေမရှိဘူးတကယ်လို့အချိန်မတိုင်မီကြည်လိုက်မြင်လိုက်တယ်ဆိုရင်ကံမကောင်းဘူးလို့ယူဆတဲ့အတွက်ကြောင့်ဖြစ်ပါတယ် မင်္ဂလာဆောင်စပြီဆိုတာနဲ့ဒီသူတို့သားရဲ့သူ့ရဲ့သူတို့သားအရင်နေရဲ့ပထမဆုံးဝင်လာတယ်ပြီးတော့မှသူတို့သမီးရဲ့ special maid of honor ရဲ့တခြားသူတို့သမီးအရင်နေရဲ့ဝင်တယ်နောက်ဆုံးကြမှာသူတို့သမီးလေးကသူ့ရဲ့အဖြူရောင်ဝတ်စုံနဲ့ဝင်လာတဲ့အဲ့ဒီအချိန်မှာလူတိုင်းအားလုံးကဝင်ဝိုင်းကြည့်တယ်သူ့ကိုမကြာခဏပဲတဲ့ဒီသူတို့သမီးရဲ့အဖေဒါမှမဟုတ်ရင်သူ့မိဘနှစ်ပါးလုံးကဒါသူတို့သားစီကိုကန်းပြီးတော့ပို့ပေးတယ်တဲ့ when the day arrives the groom doesn't usually see the bride before the wedding. It is considered bad luck for him to see her ahead of time. When the wedding begins, the groom and groomsman enter first. Next, the maid of honor and bridesmaids enter. When the bride finally enters in her white dress, everyone turns around to look at her. Often the bride's father or both of her parents walk her down the aisle to the groom. โอเคဆက်သွားကြည့်အောင်ကန်ဆိုးတယ်တဲ့မတွေ့ခင်စခင်မှာတွေ့ရင်လည်းอืม during the ceremony ဒီပွဲတော်အတွင်းမှာပွဲတော်ဆိုတာတို့ရဲ့မင်္ဂလာဆောင်အတွင်းမှာပေါ့နော် the bride and groom take vows အာတို့သားနဲ့တို့သမီးအားတဲ့ take vows လို့တဲ့ take vows လို့တဲ့ဆိုတာကတော့ဘယ်လိုပြောမလဲဆိုရင်တစ္ဆာဆိုကြတာပေါ့နော်အိုအောင်မင်းအောင်ပေါင်းမယ်တို့ဘာဖြစ်ရင်လဲပေါင်းပါမယ်တို့ဒါမျိုးတွေတယောက်နဲ့တယောက်ဂရီးတစ္ဆာ ဆိုကြရတယ်ပေါ့ဒီနေရာမှာဘာလို့ promise လို့မသုံးတာလဲပေါ့ promise ဆိုတာတက် तू ကပို့ပြီးတော့လေးနဲ့တဲ higher power တခုခုကိုဒါဖျားလဲဖြစ်ခြင်းဖြစ်ပဲ higher power တခုခုကိုတိုင်တယ်တဲ့ပုံစံမျိုးဆိုရင် vows လို့သုံးလို့ရတယ် promise ကတော့ general အကြဆုံးသုံးတာပေါ့နော် okay they promise to love and respect each other for the rest of their lives သူတို့ရဲ့ကြံရှိတဲ့ဘဝတက်လျှောက်လုံးမှာတယောက်နဲ့တယောက်ချစ်ပြီးတော့လေးစားဆက်ဆံမယ်ဆိုပြီးတော့သူတို့ဒါကတိပေးလိုက်တာတဲ့ vows ဆိုတာဘာလဲဆိုတော့ The groom's best man holds the rings for them until they are ready to place them on each other's fingers. Mm. တို့သားရဲ့ရွေးချယ်ထားတဲ့ special man ကပေါ့နော်ဒီနှစ်ယောက်ရဲ့လက်စွပ်လေးတွေကိုကင်ထားပေးတယ်ပြီးလို့ရှိရင်တော့တို့လက်ထဲကိုတယောက်နဲ့တယောက်လက်စွပ်တွေစွပ်ပေးကြတယ်ပေါ့ At the end of the ceremony မင်္ဂလာဆောင်ပွဲအပြီးမှာတော့ the groom lifts the bride's veil and kisses her ဒါမင်္ဂလာဆောင်ပွဲအပြီးမှာတော့သူတို့သားကသူတို့သမီးရဲ့ဒီအပေါ်မှာလွှာထားတဲ့ခြုံလွှာလေးကိုအပေါ်ကိုမြှောက်တင်ပြီးတော့သူ့ကိုနမ်းလိုက်တယ်တဲ့။ Okay ဒါဆိုလို့ရှင်ဘာတွေလုပ်ကြလဲပေါ့နော်။ကဲမင်္ဂလာဆောင်တော်အတွင်းမှာ bride နဲ့ groom ကသူတို့ကိုသူတို့ဘလိုမျိုး ဆက်လက်ပြီးတော့ချစ်သွားမယ်ဆိုတာမျိုး higher power တခုခုကိုသူတို့တိုင်တယ်ပြီးတော့ပြောတယ်ပေါ့နော်ဘလို့တွေပြောတာလဲဆိုရင်ကြံရှိတဲ့တက်တန်တခုလုံးမှာချစ်သွားမယ်တယောက်နဲ့တယောက်လီလီဆဆဆက်ဆက်သွားမယ်ဆိုတာမျိုးဂတိပေးတာမျိုးကို take vows လို့ပြောတာဖြစ်ပါတယ်ဒီသူတို့သားရဲ့အထူး special ရွေးထားတဲ့ batsman ကကြတော့တဲ့သူတို့နှစ်ယောက်ရဲ့လက်စွပ်တွေကို깟ထားပေးတယ်ပြီးရင်တယောက်နဲ့တယောက်လက်စွပ်စွပ်ပေးကြတယ် During the ceremony, the bride and groom take vows. They promise to love and respect each other for the rest of their lives. The groom's best man holds the rings for them until they are ready to place them on each other's fingers. At the end of the ceremony, the groom lifts the bride's veil um, kisses her. Okay, will it. There is a dinner and dance. အာညစာလည်းရှိမယ်အကလည်းရှိမယ် after the ceremony. ဒါမနေ့ပိုင်းဒီပွဲပြီးမှညစာစားမယ်ကလည်းကကြပဲ the bride and groom usually dance the first dance alone အာပထမဆုံးအကကိုတဲ့ဒီသူတို့သားနဲ့သူတို့သမီးကအရင်ဆုံးသူတို့အဖွင့်ပြီးတော့ကပေးလိုက်တယ်ပေါ့နော် then အဲ့ဒါပြီးနောက်မှာတော့ guests join them အဲ့တဲ့တွေကသူတို့နဲ့ဝင်ပြီးတော့ကတယ်ပေါ့နော်ပထမဆုံးအကအဖွင့်ကတော့ဒီနှစ်ယောက်ကသူတို့သားနဲ့သူတို့သမီးအရင်ကတာပေါ့နော် Okay. ဒီမင်္ဂလာဆောင်ပွဲပြီးမှညစာနဲ့အကလည်းရှိသေးတယ်။အကပွဲမှာတော့တို့သားနဲ့တို့သမီးကအရင်ဆုံးထပြီးတော့ကတယ်။ပြီးမှကျန်တဲ့လူတွေကလိုက်ကတယ်။ There is a dinner and dance before the after the ceremony. The bride and groom usually dance the first dance alone. Then guests join them. Mm. Before the bride and groom leave the party, bride and groom ne bo no di thoro ta ne thoro thami di party dinner a ka we ya ni ma the bride throws her bouquet over her head. Ah, the the miyatu pansy leo, kamo ani bio, pim de. And the single woman, ah, single woman, so lamata ya de, and you the media, try to catch it, and our pambo juza jar, eh. It is believed, ba yong ji ta le so ro, ye yong ba le that the woman who catches it will be the next one to get married. Any pansy yo da pammy de, and you the da now, now, ဟိုလက်ထက်ရမယ်ပေါ့နော်ပထမဆုံးလက်ထက်ရမယ်အမျိုးသမီးတို့သူတို့ကယုံကြည်တယ်ဒါကြောင့်ဒီဟာကိုလိုက်ပြီးတော့ဖမ်းကြတာပေါ့နော်ဒီတယောက်ပြင်ငါတော့လက်ထက်ချင်တယ်ဟေ့ဆိုပြီးတော့อืม โอเคအဲ့ဆိုဒီညစာပါတီပွဲမှာ bright net groom တို့သားနဲ့တို့သမီးကမထွက်ခွာခင်မှာတို့သမီးကသူ့ရဲ့လက်ထဲကပန်းပွင့်ကြီးကိုဘိုခေးရောပေါ့နော်ပန်းစည်းကြီးကိုခေါင်းပေါ်ကနေပြီးပြင်မြောက်တယ်ပြီးတော့ကြတော့အဲ့ပြင်မြောက်လိုက်တဲ့ဟာကို single အမျိုးသမီးတွေကဖမ်းဖို့ကြိုးစားတယ်ဘလို့ယုံကြည်မှုရှိလဲဆိုတော့ဖမ်းမိတဲ့အမျိုးသမီးသည်ပြီးတော့ဒါပြီးရင်လက်ထပ်ရမယ်ပေါ့ဒါမျိုးယုံကြည်ရဲ့အတွက်ကြောင့်ဖမ်းညတာပေါ့နော် Before the bride and groom leave the party The bride throws a bouquet over her head, and the single woman tries to catch it. It is believed that the woman who catches it will be the next one to get married. Okay, said Wajia. The newly newlywed, newlywed, usually take a trip อ๋อခยีသွားကြလေရှိတယ်တဲ့များသောအဖြစ်အဲ့အဲ့လိုမျိုးပထမဆုံးသွားတဲ့ခยีကိုတို့ကဘယ်လိုခေါ်လဲဆိုတော့ called a honeymoon honeymoon လို့ခေါ်ပါတယ်ပြားရီဆန်းခยีပေါ့เนาะ immediately after the wedding မိင်္ဂလာဆောင်ပြီးပြီးချင်းရုပ်ချီးသွားတဲ့ဟာမျိုးကိုပြောတာပါတဲ့อืมအခုလေးတင်စင်စအုပ်ဇနီးမောင်နှံကခยีသွားလေရှိကြတယ်အဲ့ဒီခยีကိုဘယ်လိုခေါ်လဲဆိုတော့ honeymoon လို့ခေါ်တယ် The newlyweds usually take a trip called a honeymoon immediately after the wedding. โอเคအဲ့ဒါဆိုဒီမှာဘာတွေဖြစ်သွားတော့ကြည့်ကြည့်ရအောင်ဒီခေါင်းစဉ်ကဘာပြောသွားလဲဆိုတော့တွေးနေမြင်လေးရှိတယ်ဒါ American တွေရဲ့ရိုးရာမင်္ဂလာဆောင်အမ်ငယ်ရွယ်တဲ့ couples တွေငယ်ရွယ်တဲ့အတွဲတွေအများစုကသူတို့ရဲ့မင်္ဂလာဆောင် နေ့ကဘဝမှာအရေးကြီးဆုံးနေ့တွေတည်းတည့်ရက်ဖြစ်တယ်လို့ယုံကြည်ကြတယ်အဲ့ဒါကြောင့်လည်းပဲဒီမင်္ဂလာဆောင်ကိုတစ်နှစ်လောက်အချိန်ယူပြီးတော့စီစဉ်ကြတယ် နေရရှာမယ်ဘာကျွေးမယ်စဉ်းစားတယ်မိင်္ဂလာဆောင်ဝတ်စုံဝဲတယ်ပြီးတော့ဖိတ်စာတွေရိုက်ခိုင်းတယ်တငယ်ချင်းတွေစီပို့တယ်ပြီးတော့ဘသူ့ကိုတချင်းဆိုခိုင်းရမလဲရွေးတယ်ဒါမျိုးတွေပေါ့တို့သမီးอ่ะသူ့ရဲ့တို့သမီးအရင်ဘသူလောက်ခိုင်းရမလဲပြီးတော့သူ့ရဲ့ maid of honor special girl တယောက်ကိုရွေးတယ်တို့သားကကြတော့လေသူ့ကိုတို့သားတွေဘသူကိုလောက်ခိုင်းရမလဲတို့သားအရင်နေဘသူကိုလောက်ခိုင်းရမလဲလို့ရွေးတယ်ပြီးတော့ best man ကိုရွေးတယ် ဒီ bride နဲ့ groom နဲ့နှစ်ယောက်လုံးကတဲ့ဒီနေ့ကိုတဲ့သူတို့အတွက်ကောတခြားလာလက်လာမဲ့ဧည့်သည်တွေအတွက်ကော special ဖြစ်စေချင်တယ်တခါတလေကြာရင်ဒီတို့သားတို့သမီးတွေကတို့ကိုယ်တိုင်အားလုံးမလုပ်တော့ဘဲနဲ့ professional wedding planner လို့ခေါ်တယ်မိင်္ဂလာဆောင်စီစဉ်ပေးတဲ့လူတွေကိုပါငှားလိုက်တတ်ကြတယ် ကဲအဲ့ဒီမင်္ဂလာဆောင်မဲနေ့လေးရောက်လာပြီသူတို့သားကများသောအားဖြင့်သူတို့သမီးကိုမင်္ဂလာမဆောင်မီမှာတွေ့လေမရှိဘူးဘာလို့လဲဆိုတော့အချိန်မတိုင်မီတွေ့တယ်ဆိုလို့ရှိရင်ကန့်ဆိုးတယ်လို့ယုံကြည်ထားလို့မင်္ဂလာဆောင်စပြီဆိုရင်သူတို့သားနဲ့သူတို့သားအယံတွေကအရင်ဆုံးဝင်နေပြီးရင် made of honor နဲ့သူတို့သမီးအယံတွေကဝင်လာတယ်သူတို့သမီးကတော့သူ့ရဲ့အဖြူရောင်အကောင်ဝင်လေးနဲ့နောက်ဆုံးမှဝင်လာတဲ့အခါမှာလူတွေကဝိုင်းကြည့်ကြတယ် ညာတော်အဖြစ်တော့သူတို့သမီးရဲ့အဖေဒါမှမဟုတ်ရင် သူ့ရဲ့မိဘတွေကသူမကိုဒီသူတို့သားစီကိုလက်လွှဲပြီးတော့လိုက်ပို့ပါတယ်တဲ့ဒီပွဲအတွင်မှာတဲ့သူတို့သားနဲ့သူတို့သမီးကတယောက်နဲ့တယောက်ဂရီးသစ္စာဆိုကြတယ်တယောက်နဲ့တယောက်ကြံရစ်တဲ့ဘဝတက်တန်တလျှောက်လုံးမှာချစ်ကြပါမယ်ပြီးတော့လေးလေးဆဆဆက်ဆံကြပါမယ်လို့ take vows လုပ်ကြတယ်တဲ့ โอเคသူတို့သားရဲ့အထူး special ရွေးထားတဲ့ batsman ကကြတော့သူတို့ရဲ့လက်စွပ်ကလေးတွေကို깟ထားပေးတယ်ပြီးတော့ကြတော့မှတယောက်နဲ့တယောက်ဒီလက်စွပ်ကိုစွပ်ပေးလိုက်ကြတယ်ဒီလိုမျိုးတွေအပြီးမှာတော့တဲ့သူတို့သားကမလုပ်လဲဆိုရင်သူတို့သမီးရဲ့အပေါ်မှာခြုံထားတဲ့ခြုံထွာလေးကိုမြောက်ပြီးတော့သူမကိုနန်းလိုက်တယ်ဒီအားကြီးပြီးမှလည်းတို့ကညစာနဲ့အကရှိပါသေးတယ်။အဲ့ဒီအကပွဲမှာဆိုလို့ရှိရင်တို့သားနဲ့တို့သမီးကပထမဆုံးကတယ်ပြီးမှဧည့်သည်တွေကလိုက်ကြတယ် သူတို့သားနဲ့သူတို့သမီးဒီပွဲကနေမထွက်ခွာခင်မှာပဲသူတို့သမီးကသူ့လက်ထဲကဒီပန်းစည်းကြီးကိုခေါင်းပေါ်ကနေမြှောက်ပြီးပြစ်တယ်ပြီးတော့ကြတော့အဲ့ပြစ်လိုက်တဲ့ဟာကို single woman နေရပါတော့အဲတယောက်ကြမရှိသေးတဲ့အမျိုးသမီးတွေကဖမ်းဖို့ကြိုးစားတယ်ဘာလို့လဲဆိုတော့ပထမဆုံးဖမ်းမိတဲ့လူသည်ဒါနောက်လက်ထက်ရမယ်လို့ယုံကြည်ထားတဲ့အတွက်သူတို့ကဝိုင်းဖမ်းကြတယ်အခုလေးမှာယူထားတဲ့ကျင်စအူးဇနီးမောင်နှံကဟန်နီမွန်းလို့ခေါ်တဲ့ပြားရည်စံခကြီးကိုမင်္ဂလာဆောင်ပြီးပြီးချင်းထွက်လေရှိကြတယ် โอเคဒီနားမှာဆိုတိလိုက်ရမယ် vocabulary လေးဒီဘာလဲဆိုတော့ vocabulary လေးဒီဘာတွေလဲဆို bridesmaid bridesmaid ဆိုရင်ဒါသူတို့သမီးအရင် maid of honor maid of honor ဆိုတာသူတို့သမီးနဲ့အရင်ဒီဆုံးတယောက်တည်းကို special ရွေးထားတဲ့သူတို့သမီးအရင်ပေါ့ထူကြတဲ့သူတို့သမီးအရင်ပေါ့ဒါဒီ maid of honor groomsman groomsman ဆိုတာသူတို့သားအရင် best man best man ကကြတော့သူတို့သားရဲ့အရင်ဒီဆုံးလူကြီးဒါဒီ best man နောက်တစ်ခု wedding planner wedding planner ဆိုတာဒါတွေမင်္ဂလာဆောင်ကိုစီစဉ်တဲ့လူပေါ့ပတ်စံယူပြီးတော့စီစဉ်ပေးတဲ့လူပေါ့อืมနောက်တစ်ခုဆက်သွားမယ်ဆိုရင် walk down the aisle walk down the aisle ဆိုတာဘာပြောတာလဲဆိုတော့အဲ့ရှောက်လန်းလေးပေါ့သူတို့သားစီကိုသွားတယ်ရှောက်လန်းလေးကိုရှောက်တာဒါဒီ walk down the aisle ဆက်သွားမယ်ဆိုလို့ရှိရင်ဒီမှာပေါ့เนาะအာဘာလောက်ကြလဲဆိုတော့ take vows လောက်ကြတယ် take vows လောက်တာလေးဒီမှတ်မိသင့်ပါတယ်ဘာလဲဆိုတော့တယောက်နဲ့တယောက် အဟိုင်ယာပါဝါတခုကိုတိုင်တယ်ပြီးတော့ဘလို့နေထိုင်သွားပါမယ်ဆိုပြီးဘဝနေထိုင်မှုတခုကိုတိုင်တယ်တာဒီဒါ take vows လို့တာပေါ့ဖရားလည်းဖြစ်ချင်းဖြစ်မယ်ကိုယ့်ရဲ့ယုံကြည်ရာပို့မှုအားကြီးတဲ့ပုံကိုတခုခုကိုတိုင်တယ်လိုက်တယ်ဒါဒီ take vows လို့လိုက်တယ်ပေါ့ Okay thank you very much please subscribe my channel